မင်္ဂလာပါကချင် wave သတင်းဌာနကနေစဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမယူဆံမဲဖြစ်ပါတယ်။ မကွေးတိုင်းခံကောမြို့နယ်9မိုင်အကွာမှာရှိတဲ့ NUG စာတင်ကျောင်းကကျောင်းသားတွေနဲ့ဆရာတအုပ်အပါအဝင်ပြည်သူ7ဦးဟာစစ်ကောင်စီရဲ့တပ်ဖြတ်ချင်းခံခဲ့ရပြီး23ဦးဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျ။မနေ့ကမေလ12ရက်နေ့မနက်ခင်းအစောပိုင်းတနားရီလောက်မှာကံကောမြို့ခလာရ90နဲ့အမြောက်တက်ကနေစစ်ကောင်စီရင်အားတရားဝန်ကျင်ဟာလယ်မကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ရော်အလင်းတန်းအဖွဲ့ကကိုဘကောင်ကပြောပါဗျ။စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် မနက်ပိုင်းနှစ်နာရီလောက်မှာတနက်တန်တွေစတင်ကြခဲ့ရပြီးចောင်းသားတွေနဲ့ဆရာတွေအပါအဝင်အရက်သား၁၁ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တာဖြစ်တယ်လို့အဆိုပါသတင်းရင်းမြစ်ကပြောပါရယ်ဖမ်းဆီးခံရသူတွေဟာအသက်မခံရခင်ကညင်ပန်းနှိပ်စက်ခံခဲ့ရတယ်လို့လည်းပြောပါရယ်ကလေးတွေကိုတော့တနက်နဲ့ပြစ်တက်သွားပြီးလူကြီးတချို့ကိုတော့ ကျိုးတုံးနှိမ့်ဆက်ပြီးတက်သွားတာဖြစ်တယ်လို့အလောင်းပေါ်ကဒင်ရတွေကိုကြည့်ပြီးကိုပါကောင်ကပြောပါတယ်အသက်ခံရသူတွေကတော့အသက်12နှစ်အရွယ်မောင်ရှန်ထွန်းအသက်15နှစ်အရွယ်မောင်ဒီဟာလင်းနောက်ထပ်15နှစ်အရွယ်မောင်မျိုးဒီဟာအသက်15နှစ်အရွယ်မောင်ဒီဟာလင်းနဲ့မောင်မျိုးဒီဟာမောင်မိုင်းဝေအသက်73နှစ်ကိုကျော်စန်းခိုင်24နှစ်ကိုတက်ပိုင်ဦး23နှစ်ကိုအောင်ကြည်မင်း35နှစ်ကိုနေလင်းဦး25နှစ် ကိုညီလေး28နှစ်ကိုဂျွန်ကိုဝင်း16နှစ်နဲ့ကိုကျော်မြတ်သူ16နှစ်တို့ဖြစ်ကြောင်းသိရပါဗျ။အဆိုပါတက်ဖြတ်ခံရသူတွေဟာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းအခက်အခဲတွေကြောင့်စစ်ကြောင်းလာတာကိုသတင်းမရတဲ့အတွက်ဖမ်းဆီးတက်ဖြတ်ချေခံခဲ့ရတာဖြစ်တယ်လို့သတင်းရင်းမြစ်ကပြောပါဗျ။၎င်းစစ်ကြောင်းဟာပြည်သူ၁၂ဦးတက်ဖြတ်ပြီးနောက်ပြည်သူ၂၃ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားပြီးပြည်ဝရွာအမြောက်တပ်ကိုပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သိရပါဗျ။ ဆက်လက်ဖမ်းဆီးခံရသူ10ဦးထဲကအမျိုးသား9ဦးအမျိုးသမီး3ဦးပါဝင်ပြီးကံကောမျိုးခလာရ90တပ်အတွင်ကိုခေါ်ဆောင်သွားတာဖြစ်ကြောင်းသိရပါဗျ။ မနေ့ကမနက်ပိုင်းကလည်းစကောင်စီကစကိုင်းတိုင်းတပီရင်မြို့နယ်အနောက်ခြမ်းအိုထိန်တွင်းမြောက်ရွာမှာရှိတဲ့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီရဲ့ဇာကာလာပညာရေးကျောင်းကိုဘုံကျဲတတ်ခိုက်ခဲ့တဲ့အတွက်ကြောင့်ဆီယာမအပါဝင်ကလေးသူငယ်22ယောက်သေဆုံးခဲ့တယ်လို့သိရှိရပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာရရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးရန်ရဲ့ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။